ဲသမီးတို့အပေါ်သမီးအပေါ်မှာအဲတရှင်းလေးတွေလက်ဆောင်ပေးပြီးတော့အဲတရှင်းတီးလုံးလေးတွေလည်းလက်ဆောင်ပံ့ပိုးပေးရတဲ့အတွက်သမီးကကံမပြုပါနဲ့ဒီလက်တူတဲ့အောင်မြင်ပါသေးတယ်နော်သူကဆရာကိုဒီဆင့်ဆီစီချင်းဝဲတာပါအဲ့တော့သူ့ဘေးကကြောက်ကဆင်းနေရတယ်ပေါ့နော်အဲ့တော့သူကဒီလိုပဲအမှုပြန်ငွေရှာပြီးတော့တရှင်းလေးတွေစိုးနေကြားရတာဆရာသိတာသိတာတော့ မဝင်နဲ့ွာလို့ကလေးပေးဆိုလိုက်ဒီလေးဒီရှင်ကကြမသမတ်၍ချေပြတဲ့အတိုင်းလားနေရအောင်လေးချီဖြစ်ပြလွယ်တဲ့တရားတစ်ခုရဲ့အဖေကိုအဖေကကြောက်ကစီနေရဆိုတော့တခါလေးပြီလေဘာပစံ၅၅၅မပြောလို့အာအဲအဖေကအဲ့ဒီကြောက်ကစီရဟုတ်ပက်ပက်ကေပက်ပက်ကေကောင်းပက်ကေတက်တက်ကျေပက်ပက်ကေပက်ပက်ကေကောင်းပက်ကေဘေးကျေပက်ပက်ကေ 下面就是我,我那三表，我今天、嗯、要有的来写一写的是哪些？那三表，第一组。 ဆရာတော်ကိဗုဒ္ဓမာလေးညံ့လို့သူဓမ္မလည်းပါလာတယ်သူကဆရာကိုဒီစင့်စီအစီအစဉ်ဝယ်တာပါဆရာရဲ့ကျွန်တော်ကလေးလေးဆိုဒါပေမဲ့ဆရာကသူ့ကိုအင်တာဗျူးတစ်ခုမှတွေ့တယ်တွေ့တာလို့သူ့ဘေးကကြောက်ကဆေးနေရတယ်ပေါ့နော်အဲ့တော့သူကဒီလိုပဲအမှုပြန်ရငွေရှာပြီးတော့တရှင်းလေးတွေစိုးနေကြားရတယ်ဆရာသိတာသိတာတော့မဝင်နဲ့ကွာလို့ကလေးပေးဆိုလိုက်ဆရာကမှလည်းတပည့်တွေအဲ့လိုပဲအဆင်မပြေတဲ့ကလေးတွေ ဆိုနေကြရင်အဆင်မပြေရင်စီကပေးဆိုလိုက်တာပါပဲလေအဲ့တော့မထူပေးဆိုလိုက်တာဆိုလိုက်တော့သူဆိုလိုက်တဲ့အခါကျတော့ဒီတချင်းကဆရာတို့ရှေ့မှာ၃လေးရောက်ဆိုလာတယ်လူကြီးတွေလည်းပေါက်ပါတယ်ဒါပေမဲ့သူ့ပုံစံနဲ့သူတော့ပေါက်ကြတယ်ဒီကလေးရဆိုလိုက်တော့ကလေးလည်းဖြစ်နေရတယ်နောက်သူ့ရဲ့အမှုပညာဝန်းလာဘူးဆရာတို့ကတော်တယ်မပြောတော့ဘူးအမှုပညာဝန်းလာရှိသလောက်သူဆိုလိုက်တဲ့နေရာမှာလူကြီးတွေနင်းနီးသူဆိုနိုင်တာတွေ့ရတယ် အဲကြောင့်လည်းဘေးသာစိတ်ဝင်စားရလို့ထင်ပါတယ်ဒီနေ့ဒီချိန်ကကြမသမတ်၍ချေပြေးတဲ့အတိုင်းလာနေရအောင်လေးချစ်ယူဖြစ်ပြလွယ်တဲ့တန်လျာတစ်ခုအရာရာနေစအောင်မမမြဲခြင်းအဖြစ်သာဒီနေ့ဒီအဲဒီတိုင်းလက်ဆောင်ပေးရမိုးရပဲနဲ့လက်ဆောင်ပေးရဆိုပြောပါဘောနော်ကိုဒီလက်ဆောင်ပေးပြီးရောဆူရတဲ့ရှင်းဆိုတော့ ပျော်ပြီးတော့ဒီကိုဆွဲလည်းပေါက်သွားရဲဆိုတော့အဖေအတွက်လည်းရပါဘောဖက်ဆက်လေးလေးနိမ့်ဝင်ဟုတ်အဖေကိုအဖေကကြောက်ကစီနေရဆိုတော့တခါလေးဖေကိုလည်းဖက်ဆက်ငါးတောင်းငါးတောင်းပြောတော့အာနေအဖေကအဲ့ဒီကြောက်ကစီရဟုတ်မိကူတက်ဘလောက်ဆိုရစတိခွေစတိခွေဟုတ်တော့ဘယ်ဘလောက်ဘယ်တဲ့ရဆာပြီးတခြင်းဆိုဖြစ်တာလဲခုနှစ်နှစ်ကဆာပြီးတခြင်းဆိုဘယ်လိုတခြင်းမျိုးပို့ပြီးတော့ဆိုရကြိုက်တယ် အဟွာဗောဆွေအဆွေတရှင်လေးတွေတို့အဲ့လိုဖရာတရှင်လေးလို့ဆိုပြတာကြိုက်တာနေလုံးရင်နေ တောင်ဆွေရှုံးလို့ပြောက်ွယ်နှုတ်ဆက်မသွားရင်ဒီနေ့တင်မြူသမ ्या ရဲ့အကောင်းဆုံးမတန်းတရာရီကူကဇေယအနေနဲ့ပြောရရင်တော့ကလေးပဲမှာ तू ကကလေးတန်တိတ်မပေါ့ဘူး तू ကလူကြီးတွေလိုပဲအဆိုးပညာပိုင်းလေး तू မှာပင်ကိုဝမ်းသာဗောနော်ပင်ကိုမွေးရမှာဝမ်းသာပါလာတယ်ပါလာရဲ့အတွက်ကြောင့် သူသင်းရောဥမာကလေးတယောက်ဆိုရလို့ကလေးလေးပဲဆိုနိုင်ပါတယ်ဆိုတော့အတွေးမျိုးမဟုတ်ပဲနဲ့ဆရာတို့လို့တေးဆရာတွေတော့မှသူဆိုတဲ့အဆိုပညာလေးတွေပါတဲ့အတွက်သူလူကြီးတယောက်နင်းနီးဆိုနိုင်တယ်လို့ဆရာအဲ့လိုပြန်တယ်ကြီးလာလို့ရှိရင်အဲနိုင်ငံကျော်ဆိုတာလည်းဖြစ်ရှင်တယ်ပြီးရင်မမေတ္တာဆီလို့လို့လည်းအဲ့လိုမျိုးလေးပွဲလေးတွေမှာဒီလိုမျိုးလိုက်ဆိုခြင်းတယ်ပေါ့အဲ့လိုမျိုးလေးပတ်စံချမယ်ပေါ့အိမ်အတွက်သူရှင်တာတွေရော တော့လူပညာမှာတော့ဒီကစားလဲဆိုင်နေတာပေါ့နော်။သူစားလေးနဲ့သူ့ကိုရှိရင်တော့ကျွန်တော်တို့ပေးတဲ့စင်းလေးကောင်းတယ်လေ။ကျွန်တော်ဘက်ကကျွန်တော်တို့တက်နေတဲ့ဘက်ကနေပြီးကူညီပြီးတော့တိကျပေးတာပဲ။အောင်မြင်မှုရပါတယ်လို့မျှော်လင့်တာပေါ့နော်။အောင်မြင်ပါတယ်လို့လည်းဆိုတောင်းပါတယ်။ပြည်သူအတန်ပါဝင်လည်းဖြစ်နိုင်တယ်လေ။သူ့အတန်ပါဝင်လည်းအဲ့လိုရှင်းကောင်းလေးနဲ့တွေ့ရတယ်ဖြစ်နိုင်ပါတယ်။ဟိုဘယ်လိုလုပ်မလဲဆိုတော့ဘောကေကောင်းတယ်မှာပါတော့ခလေးက။ ရေရှည်ချက်ကြိုးစားရတော့အောင်မြင်မှုတော့ရမှာပေါ့အောင်မြင်မှုသူပြောတဲ့ပုံစံမျိုးရမှာပေါ့ဒီနေ့တင်ပြတဲ့မြောက်ရဲ့အကြောင်းဆုံးမတန်းတရားရိကံကရင်မချတဲ့မနှုတ်သားဧည့်တဲ့တင်ကိုရိုင်အမမတ်ခွဲဝိနိုင်ရမယ်အတူအလူမြာလမ်းကြောင်းပေါ်မှာရက်တည်နေသည်ဆေးရမှာသရှင်းနေရအများကြီးလေအဲ့တော့ဆရာကတော့သရှင်းလေးတွေပံ့ပိုးပေးနေမှာနောက်သူအမေမြေကြီးကျွေးမှာဆိုလို့နောက်အဲ့ တရားဓမ္မတည်ပဲပညာဆိုတာလေခဏလေးချိန်မှာလို့အဲ့ဒါလေးအရင်ထွက်မယ်အဲ့လိုတိုင်းမင်းလားဆရာသရှင်ပဲ